ရှင်အေရန်ကုန်မျက်နှာဖုံးသတင်းဆောင်ကဥစွာတင်ဆက်မဲ့သတင်းကတော့ပြည်တော်စုဝင်ကြီးဒေါက်တာညိုဖေးနဲ့အဖွဲ့တာမွေမြို့နယ်ရှိចောင်းသားចောင်းသူများစာမပွဲဖြေဆွေးနွေးမှုအားကျရှုအားပေးတဲ့သတင်းဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာညွန့်ဖေနဲ့အဖွဲ့ဟာမက်ရှာ၂၀နှစ်ရည်သနပိုင်းကရန်ကုန်တိုင်းဒေသကြီးတင်ငယ်ချုပ်ခရိုင်တောင်မွေမြို့နယ်ရှိအမှတ်လေးချီကဲပညာထက်တန်းဆောင်စာစီဌာနသို့ရောက်ရှိပြီး၂၀25ခုနှစ်တက္ကသိုလ်ဝင်စာမုပ်ပွဲနောက်ဆုံးနေ့ဘာသာရည်များအေဂျင့်ပြောရှင်စွာဖြည့်ဆို့နေတဲ့ကျောင်းသားကျောင်းသူများအားလိုက်လံကြည့်ရှုအားပေးပြီးစာမုပ်ပွဲဆိုင်ရာလုပ်ငန်းများစာဝန်နေမှုကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များကိုမှကြားကြောင်းသိရပါတယ်။တောင်မွေမြို့နယ်တွင်၂၀25ခုနှစ်တက္ကသိုလ်ဝင်စာမုပ်ပွဲများကိုနောက်ဆုံးနေ့ ဖြစ်ဇီဝဗေဒဘာသာရဲနဲ့ဘောဂဗေဒဘာသာရဲတို့ကိုတောင်ဝင်းမြို့နယ်ရှိအမှတ်တေခြေနယ်ပညာထက်တန်းကျောင်းနဲ့အမှတ်လေခြေနယ်ပညာထက်တန်းကျောင်းစာစစ်ဌာနနှစ်ခုတွင်ဆက်လက်ကျင်းပရာကျောင်းသားကျောင်းသူများစေရေးချမ်းပျော်ရွှင်စွာဆက်လက်ဝင်ရောက်ဖြစ်ဆိုကြကြောင်းသိရပါတယ်ဒီသတင်းကိုတော့နိုင်လင်းအောင်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်နောက်ဆုံးနေ့ဆက်မဲ့သတင်းကတော့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ Downless Drive Store Company Limited တို့၄နှစ်စပွန်ဆာစာချုပ်ထုတ်ဆိုပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့အကစားပစ္စည်းများထုတ်လုပ်တဲ့ BNN Company တောင်းလဲ Joint Stock Company တို့စပွန်ဆာစာချုပ်ထုတ်ဆိုပွဲအခမ်းအနားကိုမတ်လ22ရက်မိုးလယ်ပိုင်းကရန်ကုန်မြို့နှုတ်ဝတဲရန်ကုန်မတ်ဟိုတယ်ဝင်ကျင်းပကြောင်းသိရပါတယ်အခမ်းအနားသို့ရှမ်းကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်နှင့်အစိုးရအဖွဲ့တာဝန်ရှိသူများ အာရှဘွန်လုံးအဖွဲ့ချုပ်အကြီးရန်ဒုတိယဥက္ကဋ္ဌနဲ့မြန်မာနိုင်ငံဘွန်လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစော BNN ဘွန်လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမစ္စတာထရန်ချူတန်တောင်လဲကျွိုင်းစတောကမ္ပဏီမှာချဲမန်မစ္စတာလီဗန်တန် ချိုကာပိုလာဂျပန်မှာဩဂတာမစ္စတာဆာကာဂူချီခန်ဂျီမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာဒုတိယဥက္ကဋ္ဌများနဲ့အလို့အမှုဆောင်အဖွဲ့ဝင်များမြန်မာလက်ရွေးစင်ဘောလုံးအသင်းများစပွန်ဆာကုမ္ပဏီမှတာဝန်ရှိသူများဖိတ်ကြားထားသောဧည့်သည်များ သတင်းမီဒီယာများတရောကြပါရယ်အခမ်းအနားတွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောနဲ့ဂျိုကာဘူလာဂျပန်မှာဩဂတာမစ္စတာဆာကာဂူချီခန်ဂျီတို့ကကျွန်းစုံတို့ခွန်ဆက်နဲ့အဖွဲ့စကားပြောကြားကြပါရယ် အဲ့ဒီနောက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ Downless Swine Store Company တို့နှစ်ဖက်သဘောတူစာချုပ်လက်မှတ်ရေးထိုးတဲ့အစီအစဉ်ကိုဆက်လိုက်ပြုလုပ်ကြပါရယ်။အဲ့ဒီနောက်မြန်မာလူရွေးစင်ကစားသမားများကဂျိုကာဘောလုံးအမတ်တစိဂျာစီများနဲ့ Downless အမတ်တစိဘောလုံးများကိုမိတ်ဆက်ပြသကြပါရယ်။ Downless Swine Store Company ဟာအကစားပစ္စည်းများကို ထုတ်လုပ်သော BNN ဥစ္စာကုမ္ပဏီတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF နဲ့၄နှစ်စာချုပ်ထိုးဆိုခဲ့ခြင်းဖြစ်ပါရယ်။စာချုပ်အရ Downless င်းစတော့ကမ်နီရဲ့ဂျိုကာဘိုလာအမတ်ဒစိဟာမြမလေရွေစင်ဘောလုံးအသင်းများရဲ့တရားဝင်ဝတ်ဆောင်စပွန်ဆာဖြစ်လာမှာဖြစ်ပြီးနိုင်ငံတကာပြိုင်ပွဲများအတွက်မြမလေရွေစင်အသင်းများကိုအကစားဝတ်ဆောင်တဲ့ပစ္စည်းများပံ့ပိုးပေးသွားမှာဖြစ်ကောင်းစာချုပ်ပါသဘောတူညီမှုအရာအမျိုးသားလေရွေစင်အသင်းနဲ့အမျိုးသမီးလေရွေစင်အသင်းများအပြင်တက်တန်အလိုက်လေရွေစင်အသင်းများနဲ့ဖူဆယ်လေရွေစင်အသင်းများအတွက်အကစားဝတ်ဆောင်လေ့ကျင့်ရေးဝတ်ဆောင်ခရီးသွားဝတ်ဆောင်အကစားအနေနဲ့မိုးကအကစားနဲ့ဆက်ဆက်ဝတ်ဆောင်များ ရှူဖနန်အဂါစာအိဘော်လုံးနဲ့ဘော်လုံးပစ္စည်းများပံ့ပိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။